တောက်ချောင်လေးက over office မှာဖြစ်ခဲ့တဲ့အဖြစ်ပြက်ကိုဒုသမရိုင်းရှူတော်ကနေပြီးတစ်ချက်လောက်ပြန်ပြောကြည့်ပေးပါလား President Trump ပြောသလိုပဲသတင်းမီဒီယာတွေအတွက်အရန်ကိုပြောစရာကောင်းတဲ့အချိန်ပေါ့ဗျာတကယ်ရေးစရာကောင်းပါရဲ့ဗျာအဲ့ဒီကတော့သတင်းစာရှင်းလင်းပွဲက40 45မိနစ်လောက်ပေါ့ တမရကအဲ့ဒီရှင်းလင်းပွဲတွေကိုလုပ်နေကြပါဒီနှစ်မှာပဲလောက်တာ3လေးကရှိပြီသူသတင်းမီဒီယာတွေကိုခေါ်တယ်ပြီးလို့ရှိရင်တခြားနိုင်ငံကောင်းဆောင်တွေနဲ့ညှိနှိုင်းမှုတွေကိုလည်းလူတွေရှေ့မှာပဲလုပ်တယ်ပြီးရင်မီဒီယာကမေးတဲ့မေးခွန်းတွေကိုဖြေတယ် ူကပွန်လင်းမြင်သားကိုကြိုက်တယ်လေကျွန်တော်သတိထားမိတာကပထမမိနစ်25မိနစ်30လောက်မှာသူနဲ့ဇလန်စကီတို့ကကောက်ကောက်မမောရွရွကြိုးကြိုးနဲ့ပဲပြောနေကြတာဇလန်စကီကဟိုဆွတ်ဒီဆွတ်လောက်ပင်မဲ့လေပြီးတော့ကျွန်တော်အနေနဲ့မြင်တာတော့မဟုတ်မမှန်ဘူးလို့ထင်တဲ့အရာတွေလည်းသူပြောနေတယ်ဒါမဲ့သမရကကောက်ကောက်မမောပဲပြောနေတာပေါ့နိုင်ငံကိုကိုးစားပြုတဲ့သမရအနေနဲ့ကောင်းအောင်သူနေနေတာ ဒါပေမဲ့အဲ့ဒီခြေနေကနေပြီးအကုန်လုံးပြောင်းလဲသွားတာကပိုလန်သတင်းစာသမားတယောက်ကမေးခွန်းမေးတယ်။သမားကအရင်ဖြေတယ်ပြီးတော့ကျွန်တော်ကဖြေတယ်။ကျွန်တော်ဖြေတဲ့ဟာကိုဇလန်စကီကကျင်းတဲ့ပုံမရဘူး။ကျွန်တော်ကိုသူကပြောချင်တာအဲ့တော့ကျွန်တော်ကလည်းသူ့ကိုပြန်ပြောတယ်။ကျွန်တော်ပထမတွေးထားတာကရုရှားနဲ့ယူကရိန်းကြားကပြဿနာကိုနည်းနည်းပိုချဲ့အောင်ကြည့်ပြီးတော့ဘာလုပ်သင့်လဲဆိုတာကိုပြောမလို့ပဲ။ဒါပေမဲ့သတင်းမီဒီယာတရားကြော်နေဆိုတော့ကျွန်တော်ကတီးတန့်ကြမှာပဲဒီစကားတွေကိုပြောမယ်လို့တွေးထားတာ။ တမရဇလန်စကီနဲ့စကားအသွာပြန်အခြေတင်းဖြစ်လာတော့ကျွန်တော်ကလူတွေအားလုံးကြားမှာမဟုတ်ဘဲနဲ့တီးသတ်မှပြောရအောင်လို့နောက်တစ်ခေါက်ထပ်ပြောတယ်။ President Trump ကတော့မဟုတ်ဘူးဘာမှနောက်ွယ်မှပြောစရာမလိုဘူးငါတို့ဒီလိုဆွေးနွေးတာတွေကို American ပြည်သူပြည်သားတွေကိုမြင်စေချင်တယ်လို့ပြောတယ်။ကျွန်တော်အမြင်နဲ့ပြောရမယ်ဆိုရင်တော့ ဇလန်စကီကလေးစားမှုမရှိတာရဲ့အမေရိကန်စီကနေပြီးတော့ရပိုင်ခွင့်ရှိတယ်ဆိုပြီးတော့သူ့ကိုယ်သူထင်နေရတယ်ပေါ့ဒါပေမဲ့အဲ့ဒါရဲ့အရေးမကြီးပါဘူးကျွန်တော်တို့အကုန်လုံးဒါတွေကိုကြော်ပြီးမြင်လို့ရတယ်ဒါပေမဲ့ President Donald Trump ကအရင်တည်းကပြောပြီးသားလူတွေသိနေတာကိုသူမကြည့်ရှင်ဘူးသူ့ရဲ့ရည်ရွယ်ချက်ကတက်ဖြတ်နေတာတွေကိုရပ်ဖို့ပဲလို့ပြောပါတယ်အဲ့ဒီတော့အရေးကြီးတာက President Zelensky နဲ့ President Putin တို့နှစ်ဖက်လုံးကပူးပေါင်းပြီးတော့ညီငယ်ရင်ညှိနှိုင်းဖို့လိုအပ်နေတယ် ကျွန်တော် President Zelensky ကဘာတွေပဲပြောပြောတခြားလူတွေကဘာတွေပဲပြောပြောဒါတွေကအရေးမကြီးပါဘူးဒါပေမဲ့သူကိုယ်တိုင်က President Trump လုပ်နေတဲ့ငင်းငယ်ရေးမှာပါဝင်ဖို့ဆန္ဒရှိတဲ့ပုံမပေါ်ဘူးဖြစ်နေတာကကျွန်တော်တို့ကငင်းငယ်လိုချင်တဲ့နေရာအထိအထားအထိ Zelensky ကရောက်မလာဘူးဒါပေမဲ့အချိန်တိုင်းရင်တော့သူအားလုံးနဲ့တသားတွေဖြစ်ရမှာပဲလေသူ့မှာဘာမှရွေးချယ်စရာမရှိဘူးအကြာကပရက်ဆီဒန့်ဇလန်စကီရိုဘက်ကဆွေးနွေးပွဲကိုပြန်လာဖို့တောင်းဆိုတယ်ဖုန်းတွေလည်းချိန်ချိန်ခေါ်တယ်လို့ကြားတယ်အဲ့ဒါဟုတ်ပါသလား ဖုန်းချိန်များစွာခေါ်ရဲဆိုတာကျွန်တော်မသိဘူး။ဒါပေမဲ့တေချာပေါက်တော့အနည်းဆုံးတစ်ခါတော့ပြန်လာဖို့အတွက်တောင်းဆိုရယ်။ President Donald Trump ကပထမသူတို့ကငါတို့လေးလေးစားစားမရှိဘူး။ဒုတိယတစ်ခုကသူတို့ဘက်ကငင်းငင်းရေးအတွက်အဆင်သင့်ဖြစ်နေပုံမပေါ်ဘူး။အဆင်သင့်ဖြစ်သေးရင်ငါတို့ဘက်ကလည်းပြောစရာမရှိသေးဘူးလို့ပြောတယ်။ ျွန်တော်တို့ American အနေနဲ့ခြေတလန်းနောက်ဆုံးပြီးတော့ကိုကိုကိုမေးတင်တယ်။တကယ်ရွေချက်ကဘာလဲဆိုတာကိုဒီစစ်ပွဲဆိုတဲ့သက်သလုံးပတ်စံတွေပေးနေဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ American ပြည်သူပြည်သားတွေအနေနဲ့ကလည်းအစိုးရကပတ်စံတွေကိုဒီလိုပေးကျင်နိုင်ပေးနေတာတွေကိုထိုင်ကြည့်မှာမဟုတ်ဘူးလေ။ဥရောပနိုင်ငံတွေကိုကြည့်မယ်ဆိုရင်လေသူတို့ကောက်ထားတဲ့မဲတွေအရဒီဆက်ပွဲကိုမထောက်ခံနိုင်တော့ဘူးလို့ပြောနေတာအဲ့ဒီတော့ငင်းငင်းကြီးလှုပ်ဖို့လိုတယ်စီဒန်ထရမ့်ကငင်းငင်းကြီးဖြစ်မြောက်ဖို့အတွက်သူအားသုံးခွန်ဆိုင်ဂျိုးပန်းနေတာပါ ဒါပေမဲ့စစ်ပြတဲ့နိုင်ငံနှစ်နိုင်ငံပူးပေါင်းမှသာငင်းငင်းရေးဆိုတာကဖြစ်မှာအဲ့ဒီအတွက်ယူကရိန်းဘက်ကလည်းငင်းငင်းရေးညှိနှိုင်းတဲ့လူတွေလိုအပ်တယ်ကျွန်တော်တို့နဲ့ယူကရိန်းကလည်းအများရန်သဘောထားတူညီတာတော့ဖြစ်နေမှာမဟုတ်ဘူးဒါပေမဲ့ငင်းငင်းရေးညှိနှိုင်းတဲ့ပွဲမှာတော့ပါဝင်ဖို့အတွက်လိုအပ်တယ်တောက်ချနေတာသူတို့ဘက်က အဲ့ဒီလိုဖြစ်ဖို့အတွက်ဆန္ဒမရှိတဲ့အတွက် President ကသူတို့ကိုပြန်မို့ပြောလိုက်တာကျွန်တော်ကြားတာကယူကရိန်းနဲ့ဥရောပကဒီစစ်ပွဲကိုဆက်တိုက်မယ်လို့ပြောနေတယ်။ဘယ်ကပတ်စံနဲ့သူတို့ဆက်တိုက်မှာလဲ။ကျွန်တော်ကတော့ဥရောပကကုန်မဲ့ပတ်စံတွေကိုအရင်သမရဘိုင်ဒန်နဲ့ဟဲရစ်တို့လိုမျိုးအကုန်လုံးပလုံးပေးနိုင်မယ်မထင်ဘူး။တကယ်တော့ပြဿနာကဒေါ်နယ်ထရမ့်အစိုးရကသူတို့ကိုပတ်စံမပေးဘူးဆိုရင်ဒီစစ်ပွဲကဆက်တိုက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ တကယ်တော့အခုဖြစ်နေတာကငါတို့ဥရောပကမိတ်ဆွေတွေကသူတို့ပြည်သူတွေနဲ့ဆန့်ကျင်ပြီးတော့ယူကရိန်းကိုထောက်ပံ့နေတာ American ပြည်သူပြည်သားတွေကလည်းဒီစစ်ပွဲကိုမထောက်ပံ့နိုင်တော့ဘူးလို့ပြောပြီးသားအဲ့ဒီအတွက် America ဥရောပ Ukraine Russia တို့ကအကျိုးအရှိဆုံးကဒီစစ်ပွဲကိုအဆုံးသတ်တာပဲပြဿနာက President Zelensky ကဥရောပကိုသွားပြီဆိုရင် ဥရောပကောင်းဆောင်တွေကဇလန်စကီကိုလွတ်လပ်ရေးတိုက်ခိုက်သူကြီးဒီစစ်ပွဲကိုမပြီးမချင်းပြီးအောင်တိုက်လို့ဆိုပြီးမြှောက်ပေးနေတာမပြီးမချင်းပြီးအောင်တိုက်ရင်ဘသူကပတ်စံပေးမှာလဲဘသူကလက်နက်တွေပေးမှာလဲအသက်တွေကရောဘသူအသက်တွေကပေးရအောင်မှာလဲဒီစစ်ပွဲအတွက်ကို President Trump ကပို့ပြီးလက်တွေ့ကြတဲ့ဘက်ကနေကြည့်ပြီးတော့ဒီစစ်ပွဲဆက်ဖြစ်နေလို့မဖြစ်ဘူးငါတို့လည်းတစ်စလုံးပတ်စံမပေးနိုင်သလို Ukraine ကလည်းအသက်တွေဆက်ပေးပြီးတော့တိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒီအတွက်ငြင်းငြင်းရမှာကိုဖြစ်မယ်လို့ဆိုရယ် ပရက်စစ်ဒန့်ဇလန်စကီကိုအင်တာဗျူးလုပ်တော့ကျွန်တော်မေးရတွေကိုသူတိုင်းရင်မဖြေခဲ့ဘူးအမေရိကကိုပတ်စံတွေပြန်ပေးဖို့အတွက်သတ္ထုသဘောတူညီချက်ကိုကျွန်တော်အမည်အနေနဲ့ကတော့သုံးဆင့်လို့မြင်တယ်ပထမဆင့်ကတောက်ကြနေကဆွေးနွေးလက်မှတ်ထိုးပွဲပေါ့တကယ်တော့အဲ့ဒါကအခမ်းအနားတစ်ခုဖြစ်တင်တာဒီအဆင့်ကတော့အပြစ်အခဲရက်စဲဖို့ပေါ့နောက်ဆုံးတစ်ခုအနေနဲ့ကတော့အခက်ဆုံးပေါ့ဗျာရုရှားနဲ့ငြိမ်းချမ်းရေးသဘောတူဆွေးနွေးဖို့ President Putin က President Donald Trump နဲ့ငြိမ်းချမ်းရေးပြောဖို့အတွက်ဆန္ဒရှိတယ်လို့ပြောထားတယ်။အဲ့ဒါတကယ်ဟုတ်ပါသလား။ဟုတ်ပါတယ်။ President Putin က President Trump နဲ့ငြိမ်းချမ်းရေးဆွေးနွေးချင်တယ်လို့ပြောထားပါတယ်။ကျွန်တော်ပြောသလိုပေါ့လူတွေကိုယုံတော့ယုံဒါပေမဲ့စစ်စစ်ဆက်ဆက်တော့ရှိရမယ်။ဒီတိုင်းအကုန်လုံးပြောသမျှကိုအမှန်လို့တွေးလို့တော့မရဘူး။ဟုတ်တယ်။မင်းပြောသလိုပဲတကယ်တော့တောက်ချာနေကငြိမ်းချမ်းရေးအစပြုတဲ့အခမ်းအနားတစ်ခုဖြစ်ရမှာ။ အခုနောက်ပိုင်းမှာဟိုဘက်ဒီဘက်ကတော့ကဆသဘောထားကွဲလွဲနေတာရှိနေတယ်။ဒါပေမဲ့ President Trump ကယူကရိန်းကတကယ်တော့သူရဲကောင်းနေပါ။သူတို့စစ်တပ်ကအင်မတန်တတ်သိရှိတဲ့လူတွေဆိုပြီးတော့ဂျန်နာရီကိုဘေးဖယ်ပြီးတော့ဒီသက်ထွတွင်သဘောတူညီချက်စာချုပ်ကိုချုပ်ဖို့ပဲအာရုံစရအောင်လို့ပြောတယ်။ပထမကတော့ America ကယူကရိန်းကိုပေးထားတဲ့ပတ်စံအနေငယ်ပြန်ရတာပေါ့။ Frame အတော့ကလည်း America ကရေရှည်ရင်းနှီးမြှုပ်နှံမှုတွေသူတို့နိုင်ငံအတွင်းမှာလုပ်တယ်ဆိုတာသူတို့နိုင်ငံစီးပွားရေးအတွက်အင်မတန်ကောင်းတာပဲ။အဲ့ဒါပြီးရင်ဒီငိမ့် ငံရေးညှိနှိုင်းမှုတွေကိုနောက်ဆုံးအထိလှုပ်ဆောင်သွားမယ်လို့သမ္မတဒေါ်နယ်ထရန့်ကပြောတယ်။ဒါပေမဲ့ယူကရိန်းကပထမအဆင့်ဖြစ်တဲ့ဆွေးနွေးမှုနဲ့လက်မှတ်ရေးထိုးပွဲတော်မှာပဲပူးပေါင်းမိမလုံနိုင်ဘူး။သူတို့တွေသူတို့နိုင်ငံအတွက်ဒေါသထွက်တာတွေအလိုမကျတာရှိတယ်ဆိုတာကိုကျွန်တော်နားလည်ပါတယ်။ယူကရိန်းကသူတို့နိုင်ငံလေကျွန်တော်တို့နိုင်ငံမဟုတ်ဘူး။ဒါပေမဲ့သူတို့အနေနဲ့ခေါင်းအေးအေးထားဖို့လိုတယ်။ဒီစစ်ပွဲဆက်ဖြစ်နေလို့ဘလို့မှမဖြစ်နိုင်ဘူး။အခုဥရောပကခေါင်းဆောင်တွေပဲဖြစ်ဖြစ်ယူကရိန်းတခြားနိုင်ငံခေါင်းဆောင်တွေပဲဖြစ်ဖြစ် တီးတဲ့နောက်ွယ်မှာပြောဆိုပြီးဆိုရင်အားလုံးကဒီစစ်ပွဲအဆုံးသတ်သင့်ပြီလို့ပဲပြောကြတယ်ယူကရိန်းမှာလည်းလူအင်အားအလုံးလောက်မရှိတော့သလိုမျိုးအမေရိကန်ဘက်မှာလည်းလက်နက်နဲ့ပတ်စံအလုံးလောက်မရှိဘူးအဲ့ဒီအတွက်လက်တွေ့အကြဆုံးကတော့ President Trump ရဲ့ငြိမ်းချမ်းရေးလမ်းစစ်မယ်နောက်အနေနဲ့ကတော့ President Zelensky ရော President Putin ရောအဲ့ဒီလမ်းကြောင်းကိုလက်ခံပြီးတော့ငြိမ်းချမ်းရေးလုပ်ဖို့အတွက်ကိုမျှော်လင့်ပါတယ်ပြီးခဲ့တဲ့နှစ်တည်းမှာ President Biden အစိုးရက ဘီလီယံနဲ့ချီပြီးတော့အကုန်ကြခံပြီးတော့ယူကရိန်းကိုထောက်ခံခဲ့တယ်။တစ်ဖက်မှာလည်း President Putin ကိုမကောင်းတဲ့နာမည်မျိုးစုံခေါ်ခဲ့တယ်။စစ်တမ်း Biden နဲ့မကပါဘူး။တခြား Democrat တွေကလည်းအကုန်လုံးကတသန်နေပါပဲ။ပြီးတော့ Media တွေကလည်း Trump ကိုသူတို့လိုမျိုး President Putin ကိုပြောစီခြင်းနဲ့ဒါပေမဲ့ Trump ကအဲ့လိုမျိုးမလုပ်ခဲ့ဘူးစဉ်းစားကြည့်ပါဦးဒုသမားရယ် President Trump ကအဲ့လိုမျိုးလုပ်ခဲ့တယ်ဆိုရင်အခုချိန်မှာဖုန်းခေါ်ပြီးတော့ Putin ကိုငြင်းငြိမ်းဆွေးနွေးရအောင်လို့သူဘယ်လိုပြောမလဲနော် မှန်တာပေါ့ဗျာတန်တမန်ချေးရအခြေခံကငါတို့နိုင်ငံတွေကြားမှာကြိုးကြောက်စီလျော်တဲ့ဆက်ဆံရေးတွေရှိရမယ်ယူကရိန်းနဲ့နိုင်ငံသုံးပုံတစ်ပုံကပြကြနေပြီစီးပွားရေးကလည်းချွတ်ချုံကြနေပြီလူတွေကလည်းထောင်နဲ့တောင်နဲ့ချီပြီးသေနေတာရုရှားဘက်မှလည်းသေနေရတွေမှတပုံကြီး President Trump ကအရာတွေကိုရပ်ဖို့အတွက်ညှိနှိုင်းချင်နေတာ ဟုတ်တနေ့ကအတွင်းရင်းမှုမာကိုရူဘီကိုပြောသလိုပဲဘယ်သူကမှ President Putin ကို Nobel ဆုပေးဖို့ပြောနေတာမဟုတ်ဘူး President Trump အနေနဲ့ကလည်းနှစ်ဖက်လုံးကိုဆွေးနွေးနိုင်ဖို့လိုတယ်အဲ့ဒီတော့သတင်းမီဒီယာတွေရှိမှ Putin ကိုနာမည်ဆိုးတွေခေါ်နေတာကဘာမှအရာမရဘူးနင်ပြောသလိုပဲ President Biden က President Putin ကိုနာမည်ဆိုးတွေခေါ်နေတာစစ်ပွဲကလည်းဆက်ပြီးဖြစ်နေတာလေအဲ့လိုမျိုးဆိုတော့ငါတို့အနေနဲ့အရာရောက်တဲ့ဆွေးနွေးမှုတွေကိုတကယ်လိုအပ်တာပါ President Trump ကပြီးခဲ့တဲ့တောက်ချန်လေးကပြောခဲ့တယ်။ Zelensky ကငြင်းငြင်းလိုချင်ရင်ပြန်လာခဲ့လို့ပြောတယ်။အဲ့ဒီဆုံးဖြတ်ချက်ကအခုချိန်အထိရောမပြောင်းလဲပဲရှိနေသေးလား။ President Trump ကသူ့မြဲပြောသလိုပဲငြင်းငြင်းလိုချင်တာသိကြလို့ဆွေးနွေးခြင်းနဲ့ဆိုရင်တော့သူ့ဘက်ကအချိန်မွေးပဲ။ဒါမဲ့ငါတို့စီကိုလာပြီးတော့ငြင်းငြင်းအကြောင်းမဆွေးနွေးခြင်းဘူးဆိုလို့တော့မဖြစ်ဘူး။ဒီစစ်ပွဲရဲ့အခြေအနေကနှစ်ဖက်လုံးကိုကျဉ်တဲ့ပျော်ရွှင်တဲ့အောင်လုပ်ပေးနိုင်မှာမဟုတ်ဘူး။ ရုရှားဘက်ကလည်းစွန့်လွှတ်ရမှာအများကြီးရှိတယ်လို့မျိုးယူကရိန်းဘက်ကလည်းစွန့်လွှတ်ရမယ့်ဟာလေးရှိတယ်။ဒါပေမဲ့ over office ကိုလာပြီးတော့လုံခြုံရေးအာမခံချက်တော့လိုချင်တယ်။ဒါပေမဲ့ငြိမ်းချမ်းရေးရဖို့အတွက်စွန့်လွှတ်ရမယ့်အရာတွေကိုတော့မပြောချင်ဘူးဆိုလို့တော့မဖြစ်ဘူး။အဲ့ဒါကယူကရိန်းရဲ့ပုံစံဖြစ်နေတာ။ယူကရိန်းဘက်ကဒါတွေကိုပြောင်းလဲမယ်ဆိုရင်တော့ငြိမ်းချမ်းရေးပြောဖို့အတွက်ပထမဦးဆုံးဖုန်းကိုင်မဲ့သူက President Trump ပဲ။ကျွန်တော်ထင်တာတော့အခုချိန်မှာ ဥရောပတစ်ခုရဲ့စီးလုံးညီညွတ်မှုဆိုတာဘာအဓိပ္ပာယ်လဲဆိုတာကိုတော့သူတို့ပြန်စဉ်းစားနေလောက်ပြီ။နန်ဆင်ဂရဟမ်ကတစ်ချိန်လုံးယူကရိန်းကိုအားပေးလာတဲ့သူသူကတော့ပြောတယ်အခုကျမှသူတို့ဥရောပကိုသူတို့ခုခံကျင်နေဆိုရင်တော့ဆက်လုပ်ကြည့်။ငါကတော့ကန်ကောင်းပါစေလို့ပဲဆုတောင်းပေးတယ်လို့ပြောတယ်။ကျွန်တော်က President Zelensky ရောယူကရိန်းပြည်သူပြည်သားတွေကိုပြောချင်တာကတော့ Lindsey Graham ကမင်းတို့ဘက်မှာမရှိတော့ဘူးဆိုရင်တော့ ပြန်စစ်စားပြီးငြိမ်းချမ်းရေးဆွေးနွေးမှုကိုပြန်လာလုပ်သင့်ပြီးဒေါ်နယ်ထရမ့်တဦးသေးတာလည်းပဲတည်ကြတဲ့အစီအစဉ်ရှိတာပြဿနာကဘာလဲဆိုတာကိုကျွန်တော်ပြောပြမယ်။ဥရောပနိုင်ငံတွေကကျွန်တော်တို့ရဲ့တငယ်ချင်းမဟာမိတ်တွေပါ President Trump နဲ့လည်းယင်းနည်းတဲ့ဆက်ဆံရေးတွေရှိသလိုမျိုးကျွန်တော်လည်းလည်းယင်းနည်းရဲ့ဆက်ဆံရေးတွေရှိပါတယ်။ဒါပေမဲ့သူတို့ကလက်တွေ့ကြဖို့လိုတယ်။သူတို့ကလူတွေရှိမှာတော့ငါတို့ President Zelensky နဲ့အတူတူရှိတယ်။နောက်ဆယ်နှစ်တိုက်ရမယ်ဆိုရင်လည်းတိုက်မှာပဲလို့ပြောတယ်။ ဒါပေမဲ့လူနောက်ကွယ်မှာဖုန်းပြောပြီးဆိုရင်တော့ဒီစစ်ပွဲတွေဆက်ဖြစ်နေလို့မဖြစ်ဘူးတခုခုဆွေးနေမှာဖြစ်မယ်။အဲ့ဒီအတွက်သူတို့လူရှိမှာဘာတွေပြောနေလဲဆိုတော့ကျွန်တော်ဂရုမစိုက်ဘူး။ဒါပေမဲ့ကွယ်ရမှာပြောတာကမှတကယ်အရေးကြီးတာ။သူတို့လှုပ်တင်တာက President Zelensky ကိုဒီစစ်ပွဲတွေဒီတိုင်းဆက်သွားနေလို့မဖြစ်ဘူး။တင်းနေတဲ့လူတွေကလည်းအများကြီးစီးပွားရေးကလည်းချွတ်ချုံချနေပြီးအကုန်လုံးကဒုက္ခရောက်နေပြီ။ငြိမ်းချမ်းရေးကလွဲလို့ကျွန်တော်ဘာမှမရှိဘူးလို့ပြောရမှာ။ ကျွန်တော်အခုပြန်ကြည့်လို့ရှင်အမေရိကန်ပြည်သူပြည်သားတွေကယူကရိန်းကိုဘီလီယံနဲ့ချီပြီးပေးနေတာတွေကိုလက်မခံနိုင်တော့ဘူးဆိုတာကို President Biden သိနေတယ်။ဒီနိုင်ငံမှာကိုကကိုယ့်ဟာနဲ့ကိုအကျွေးရ40 trillion နီးပါးတင်နေတာလေ။ပါတယ်ဒါကအင်မတန်အရေးကြီးတယ်ငါလွန်ခဲ့တဲ့နှစ်နှစ်ကလွှတ်တော်အမတ်အနေနဲ့ဘိုင်ဂျန်အုပ်ချုပ်မှုအောက်မှာလုပ်နေခဲ့တာ ဘိုင်ဒန်လက်အောက်မှာဝန်ထမ်းတွေကိုမေးလို့ရှိရင်သူတို့မှာဘာစီစဉ်မှာကောင်းကောင်းမရှိဘူးယူကရိန်းကိုပတ်စံတွေထုတ်ပေးနေတာလူတလောက်ပေးနေပြီးတော့နောက်ဆုံးကျရင်ဒီစစ်ပွဲကိုတည်ရကြဖို့မျှော်လင့်နေတာမျှော်လင့်နေတယ်ဆိုတာကအစီအမံမဟုတ်ဘူးလှုပ်ချင်ရလှုပ်ပြီးတော့ President Trump ကိုဒီလိုဆိုးဝါးတဲ့အခြေအနေတွေနဲ့ထားခဲ့တာစစ်ပွဲပြီးအောင် view ဟာအကောင်းဆုံးရှိသူက President Trump ပဲအဲ့ဒီတော့အကုန်လုံးက President Trump ရဲ့ဦးဆောင်မှုအောက်မှာရှိနေဖို့လိုအပ်တယ် ျွန်တော်စိတ်ပူတာက President Zelensky ကစစ်ပွဲကနောက်နှစ်အနည်းငယ်ကြာအောင်မယ်လို့ဆိုနေတာပဲလူတွေဘလောက်အသက်ပေးပြီးဆုံးရှုံးရအောင်မှာလဲနောက်ဆုံးကြလို့ကဲချင်းနဲ့စုံနာမှာကဲဖို့အတွက်နိုင်ငံကြံတော့မှာမဟုတ်ဘူး President Trump ရဲ့အကြံအစီနဲ့သာသူလိုက်နာမယ်ဆိုလို့ရှိရင်ဒီတပ်ထုသဘောတူညီချက်ကရတဲ့ပတ်စံနဲ့အ ਨੇ ဆုံးနိုင်ငံကိုပြန်လည်ထူထောင်ရေးလုပ်လို့ရတာပေါ့။ဟုတ်ပါရဲ့ဒါကတကယ်အရေးကြီးတာပါ။ Ukraine အနေနဲ့ Russia ကနောက်တစ်ချိန်ကျူးကျော်မှာကိုကြောက်တယ်ဆိုလို့ရှိရင် America ကိုသူတို့နိုင်ငံမှာရင်းနှီးမြှုပ်နှံခိုင်းတာက သူတို့အတွက်အကောင်းဆုံးအမခံချက်ပဲလေ အဲ့ဒါက2340မတိုက်ထားတဲ့တခြားနိုင်ငံတွေကစစ်သား2000ကျော်ရတာထက်တောင်မှပဲပိုပြီးအမကန်ချက်ရှိသေးတယ်သူတို့ရဲ့ပြန်လည်ထူထောင်မှုတွေအတွက်လည်းအဆင်ပြေမယ်။သူတို့နိုင်ငံအတွင်းမှာလည်းအမေရိကကရေရှည်အကျိုးစီးပွားရှိတာသူတို့နိုင်ငံအတွက်တနည်းအားဖြင့်ပို့ပြီးလုံခြုံစေတာပေါ့။ဒါပေမဲ့ Oval Office ကိုလာပြီးတော့ American သမ္မတကိုစော်ကားတာတွေသူ့ရဲ့အစီအမံတွေကိုမလိုက်နာဘူးဆိုရင်တော့အခုပြောနေရရင်တခုမှဖြစ်မှာမဟုတ်ဘူး။ယူသမရာရေကျွန်တော်စိတ်ကူးရှင်တွေတခုမေးကြည့်မယ်။ တကယ်လို့မနက်ဖြန် President Zelensky ကဖုန်းခေါ်ပြီးတော့ President Trump ပြောတဲ့အတိုင်းလိုက်နာပြီးငင်းငိမ့်ယူဖို့အဆင်သင့်ဖြစ်ပြီးဆိုလို့ရှိရင်ဒီဘက်ကလက်ခံပါလားသူဖုန်းခေါ်ပြီးတကယ်ပဲငင်းငိမ့်ယူခြင်းလဲဆိုရင်တော့အသေးစိတ်လဲစီစဉ်ရှိရဆိုတော့ကျွန်တော်တို့ဘက်ကဘာမှငင်းစရာမရှိပါဘူးဒုသမရအနေနဲ့ President Putin ကရောညှိနှိုင်းပြီးတော့သူတို့ဘက်ကတကယ်လှုပ်သင့်လှုပ်ထိုက်တာတွေကိုလုပ်မယ်လို့ထင်လား။ကျွန်တော်ဘက်ကတကယ်ပဲအကျွမ်းမဲ့ယုံကြည်လားဆိုရင်တော့မယုံဘူး။ ဒါပေမဲ့အဲ့လိုဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေတော့ရှိတယ်။ကျွန်တော်ပြောသလိုပဲပေါ့။ယုံတော့ယုံဒါပေမဲ့စီစစ်မှုတော့ရှိရမယ်။ပထမညှိနှိုင်းပြီးတော့ဘလို့အစအစင့်လိုက်လုပ်တဲ့နယ်ဆိုတာကိုကြည့်ရမယ်။ဒါကျွန်တော်နောက်တစ်ခုရှင်းပြချင်တာ President Trump ကိုသတင်းမီဒီယာတွေကမျိုးစုံတိုက်ခိုက်ကြတယ်မသိလို့ရှိရင် President Trump ကပဲ President Putin ဘက်ကရှိနေတယ်လို့လို့ ਨੇ ဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့အနှစ်20ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ရုရှားကသစ်ပတ်ဝန်းကျင်နေမြေတွေကိုကျူးကျော်နေတာဒါပေမဲ့ President Donald Trump ရဲ့ပထမဆုံး၄နှစ်မှာ သူကျူးကျော်ခဲ့တာမရှိဘူးဒုတိယတစ်ခုက President Trump ကရုရှားကပြောသမျှကိုထိုင်ပြီးယုံနေမှာမဟုတ်ဘူးဒါပေမဲ့အပေးယူယုံကြည်မှုဆိုတာတော့နိုင်ငံတွေကြားမှာရှိရတယ်အဲ့ဒါကကျွန်တော်တို့ Washington ကအမြဲလေးစားရတဲ့တန်တမန်ရေးရလို့ခေါ်တယ်လေ